င်းမင်္ဂလာပါရှင် Digital Fusion ကုမ္ပဏီမှကြိုဆိုပါတယ်ရှင်ညီမကဒီဗီဒီယိုလေးမှာဆိုရင်တော့လူချင်းမင်းတို့ရဲ့ဆိုင်နဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့ကုန်ပစ္စည်းလေးတွေကိုဈေးနှုန်းလေးတွေထည့်ထားတယ်ဒီထောင်းစည်းလေးတွေကိုညီမကပြင်ပြင်တဲ့အပိုင်းလေးတွေကိုပြပြပေးမှာပဲဖြစ်ပါရဲ့ရှင်ဒီတော့ညီမတို့ကကွန်ပစ္စည်းရဲ့ရောင်းစည်းလေးတွေကိုပြင်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကွန်ပစ္စည်းဆိုတဲ့ကဏ္ဍတွေကိုသွားပါမယ် ပြီးရင်တော့ညီမတို့ရဲ့ဒီ competition စီးရင်ထဲမှာကြီးလိုက်မယ်ဆိုရင်တော့လက်ရှိ Premier Fusion Parking ထုတ်ကိုညီမတို့ရဲ့ရောင်းဈေးကတော့လက်လီဈေးနှုန်းကို4000နဲ့ရောင်းပြီးတော့လက်ကားဈေးနှုန်းကို3500နဲ့ရောင်းတယ်။ပြီးရင်နောက်ထပ်တစ်ခုအနေနဲ့ညီမတို့ကဒီ Premier Fusion အထုပ်သေးလေးတွေကိုတော့လက်ရှိလက်လီရောင်းဈေးက400နဲ့လက်ကားရောင်းဈေးကို350ဆိုပြီးတက်မှတ်ထားတယ်။ ဒီလိုမျိုးရောင်းစင်းလေးတွေကိုညီမတို့ကပြင်ကျင်နေဆိုတဲ့အခါမှာတော့ဒီအောက်လေးမှာဆိုရင်ကွန်ပျူစီဆိုတဲ့ကဏ္ဍတွေကဒီထဲမှာရှိရဲကွန်ပျူစီရောင်းစင်းသတ်မှတ်ခြင်းဆိုတာလေးမှာညီမတို့ကပါရောက်ပြင်ဆင်လို့ရပါတယ်ရှင်အဲ့လိုမှမဟုတ်ပဲညီမတို့ကဒီကွန်ပျူစီဆိုတဲ့နာမည်လေးရဲ့ပြီးနောက်မှာပါတဲ့ခဲတံလေးနဲ့လည်းပြင်လို့ရပါတယ် ဒါပေမဲ့ဒီလိုမျိုးပြင်လိုက်တယ်ဆိုရင်ညီမတို့ကဒီနေရာမှာဝင်ရင်းစင်းတော့ကတော့ဒီတိုင်းပဲထားပြီးတော့ရောင်းစည်းကိုပြင်ကျင်တယ်။ဒါဆိုရင်လက်လီရောင်းစည်းကိုညီမတို့ကဒီနေရာမှာတံမိုးပြင်လိုက်တဲ့အခါမှာပြင်လို့ရတယ်။သိမ့်ပြီဆိုပြီးတော့ညီမတို့ကသိမ့်လိုက်ရင်ကွန်ပျစီကိုဈေးနှုန်းပြင်သွားတဲ့အမှတ်တမ်းမှတ်ရာတွေကမတန်ခဲ့ပါဘူး။ဒီတော့ကိုကစနစ်တကျနဲ့ကိုပြင်လိုက်တဲ့ကွန်ပျစီလေးတွေကိုဘယ်တော့ကဘယ်ရက်ကဘယ်လိုမျိုးအချိန်တုန်းကဈေးနှုန်းလေးကိုဘယ်လောက်ကနေဘယ်လောက်ပြင်လိုက်တဲ့စားတဲ့အတိအကျမျိုးလေးတွေစရင်အင်းနဲ့အတိတကျ သိကျင်နေဆိုတာကညီမတို့ကဒီလိုမျိုးခဲတံပုံစံလေးနဲ့မပြင်ဖို့အကြံပေးကြပါရဲ့ရှင်။ဒါကြောင့်မလို့ဒီလိုမျိုးမှတ်တမ်းမှတ်ရကြံကျင်ရင်ခဲတံလည်းမပြင်ဘဲနဲ့ညီမတို့ကကုန်ပစ္စည်းစည်းရင်းထဲမှာရှိတဲ့ကုန်ပစ္စည်းရောင်းစေးသတ်မှတ်ခြင်းဆိုတဲ့ကဏ္ဍလေးမှာပြင်ပေးဖို့အကြံပေးကြပါရဲ့။ဒါကြောင့်မလို့ဈေးနှုန်းပြင်ဆင်မယ်ဆိုတာကဒီကုန်ပစ္စည်းရောင်းစေးထဲမှာဈေးနှုန်းသတ်မှတ်ခြင်းဆိုတဲ့နေရာမှာညီမတို့ကပြင်ပေးရမှာပါ။ ဒါကြောင့်မလို့ကိုပြင်မဲ့ဈေးနှုန်းကပစ္စည်းလေးကိုရှာပေးရပါမယ်။မြမကဒီပရီမီယာဖျူရှင်လေးကိုမှအရေးအတွက်ပြင်မယ်။ဒီလိုမျိုးအရေးအတွက်ပြင်မယ်ဆိုတဲ့အခါမှာညီမတို့ကငကိုရှိတဲ့လက်လီရောင်းလေးက၄000ပါ။လက်ကားဈေးနှုန်းက3500။ဒါကိုမှညီမတို့ကဒီနေရာလေးမှာရောင်းဈေးအသစ်ဆိုတာမျိုးလေးပါပါတယ်။ဒီတော့လက်လီရောင်းဈေးနဲ့လက်ကားရောင်းဈေးကိုညီမတို့ကပြန်ပြီးပြောင်းထည့်ပေးရပါမယ်။အခုညီမကလက်လီရောင်းဈေးကို5000နဲ့ရောင်းမယ်ဆိုရင်ညီမကဒီနေရာမှာ5000ကိုရေးပေးရမှာပါ။ ီးရင်တော့နောက်ထပ်လက္ခဏာစည်းနှုန်းမှာညွှန်းက4000နဲ့ရောင်းမယ်ဆိုရင်လက္ခဏာစည်းနှုန်းကို4000ဆိုပြီးတော့ရေးပြရမှာပဲဖြစ်ပါတယ်တကယ်လို့ကိုကလက္ခဏာစည်းနှုန်းကိုတော့ဒီ4000နဲ့မပေးဘူးငကိုပေးမဲ့ငကိုရောင်းနေတဲ့3500နဲ့ပဲပေးမယ်ဆိုရင်တော့ဒီနေရာလေးမှာညွှန်းတို့ကဘာမှမထည့်ခဲ့လို့မရပါဘူးငကိုဆိုရင်သူကဒီနေရာလေးမှာ0လို့ပြနေတယ်ဒါလေးကိုညီမတို့ကမထည့်ပဲထားခဲ့မယ်ဆိုရင်တော့လက္ခဏာစည်းနှုန်းက0ဆိုတဲ့ ပမာဏအသစ်ပြောင်းသွားမှာပါ။ဒါကြောင့်မလို့ကိုကဇီးနှုံးကိုမပြင်းမဲနဲ့ငကိုဇီးနှုံးတိုင်းရောင်းမဲ့ဆိုပါကသူ့ရဲ့ငကိုဇီးနှုံး3500ကိုညီမတို့ကရေးပေးရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ညီမကမပြောင်းဆိုရင်တော့3500လို့ရေးပေးရမှာပါ။ ပြီးရင်နောက်ထပ်တစ်ခုကိုပြင်ကျင်းတဲ့ပစ္စည်းမျိုးစားလေးတွေကိုဒီအဆက်ရှောက်မှာတစ်ခုပြီးတစ်ခုထည့်ပြီးတော့မှအရေးအတွက်လေးတွေကိုတံပိုးလေးတွေထည့်ပြီးတော့ပြင်သွားပေးလို့ရပါတယ်ဒီတော့ဒီပြင်ညာ fusion ထုတ်သေးလေးကိုလည်းညီမကပြင်ကျင်းတယ်ဒါဆိုရင်လက်လူရောင်စိတ်ကိုညီမက900လို့ရောင်းမယ်ပြီးရင်တော့လက်ကားစီးကိုညီမကဒီတစ်ခါ350နဲ့မပေးတော့ဘူး400နဲ့ပဲပေးမယ်ဆိုလို့ရှိရင်ညီမက400ဆိုပြီးတော့တံမိုးပမာဏထည့်ပေးလိုက်လို့ရပါတယ်။ ဒါဆိုရင်တော့ညီမတို့ကဒီနေရာလေးမှာပြင်လိုက်တဲ့ဝန်ထမ်းကိုကိုကဝန်ထမ်းလိုက်နံပါတ်လေးတွေပေးထားရင်လည်းရွေးချယ်ပေးလို့ရပါတယ်။ပြီးရင်တော့ဒီနေရာလေးမှာတိမ့်ပြီဆိုပြီးတော့တိမ့်လိုက်လို့ရပါတယ်ရှင်။ဒီလိုမျိုးတိမ့်လိုက်တဲ့ကုန်ပစ္စည်းလေးတွေကိုညီမတို့ကဈေးနှုန်းပြင်ဆင်ထားတာလေးတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီအောက်မှာတက်လေးတွေပါပါတယ်။ဒီတက်လေးတွေကမှကုန်ပစ္စည်းရောင်းစည်းဆိုတဲ့စာရင်းကိုညီမတို့ကရွေးချယ်ပေးရမှာပါ။ဒီတော့ကွန်ပျူတာရောင်းစေးစရင်းဆိုတာလေးကိုရွေးပြီးတော့ညီမတို့ကကြည့်လိုက်ရင်ခုနကညီမတို့ရောင်းစေးပြင်ထားတဲ့အကြောင်းအရာလေးကိုတွေ့ရမှာပါ။ ီမှာဆိုရင်တော့ပြင်လိုက်တဲ့ဝင်နှန်းနှမ်းပဲပြီးတော့ပြင်လိုက်တဲ့ရက်ဆွဲနဲ့ညီမတို့ကဘယ်မျိုးစားလေးတွေကိုတော့ပြင်လိုက်ပါတယ်ဆိုတာမျိုးစားတာလေးတွေကိုကြည့်လို့ရပါတယ်ဒီမှာဆိုရင်တော့ Premium Fusion Parking ကိုမှညီမတို့ရဲ့ဈေးကိုလက်လီဈေးနှုန်းကို9000လို့ထားပြီးတော့လက်ကားဈေးနှုန်းကို3500ထားရဆိုပြီးပြင်လိုက်တယ်ဒီလိုမျိုးမှတ်တမ်းမှတ်ရလေးတွေကြံအောင်လို့ညီမတို့ကကွန်ပျူတာရောင်းဈေးသတ်မှတ်ခြင်းဆိုတဲ့နေရာမှာပြင်ခိုင်းခြင်းပဲဖြစ်ပါတယ်ရှင်ဒီတော့ညီမတို့ကဒီကွန်ပျူတာကိုအယောင်းဆိုတဲ့ကဏ္ဍထဲမှာတွားပြီးကြည့်ရင်ရော ီ Premier Fusion Pakin လေးကိုညီမတို့ကအခုကြည့်လိုက်ရင်ဈေးနှုန်းက9000ဆိုပြီးပြပါတယ်တကယ်လို့ကိုကလက်လီဈေးနှုန်းလက်ကားဈေးနှုန်းကြည့်ချင်းဒီမှာလက်လီရောင်းဈေးက9000ဖြစ်ပြီးတော့လက်ကားဈေးက3500ဆိုပြီးညီမတို့မြင်ရမှာပါဒါဆိုရင် Premier Fusion ကိုအထုပ်သေးလေးဆိုရင်တော့တောင်မူပြောင်းလိုက်ညီမတို့ကြည့်ရအောင်လူမျိုးကြီးလိုက်တဲ့အခါမှာဆိုရင်လည်း Premier Fusion ဆိုရင်ထုတ်သေးလေးကအခု900ပါ။ဒါကမှညီမတို့ကဈေးနှုန်းကိုအသေးစိတ်ကြည့်ချင်းဒီမြားလေးကိုနှိပ်ပြီးတော့လက်လီရောင်းစီလက်ကားရောင်းစီဆိုပြီးကြည့်လို့ရတယ်။ ဒါဆိုရင်တော့ခုနကညီမတို့တင်လိုက်တဲ့လက်ကားဈေးက400လက်လီရောင်းဈေးက900ဆိုပြီးတော့မြင်ရမှာပဲဖြစ်ပါတယ်။ဒီတော့ကိုယ်ဆိုင်ရာပစ္စည်းလေးတွေကိုညီမတို့ကဈေးနှုန်းလေးတွေပြင်နေနေဆိုပါကကွန်ပစ္စည်းဆိုတဲ့ကဏ္ဍတွေရမှာကွန်ပစ္စည်းရောင်းဈေးတတ်မှတ်ခြင်းဆိုတဲ့နေရာမှာလာပြီးတော့ဒီအောက်လေးမှာရှိရဲကွန်ပစ္စည်းဈေးနှုန်းတတ်မှတ်ရန်ဆိုတာလေးမှာ ပစ္စည်းရဲ့အမျိုးအစားနံပါတ်လေးကုတ်နံပါတ်ဘာကုတ်စတာလေးတွေကို search box မှာထည့်ပြီးတော့တမျိုးချင်းထည့်ပြီးတော့ညီမတို့ကပြင်ပေးသွားလို့ရပါတယ်။အကုန်လုံးပြင်စရာရှိတာလေးတွေတင်ပြီးပြီဆိုရင်တော့သိမ့်မီကိုရွေးချယ်လိုက်လို့ရပါတယ်ရှင်။ဒါဆိုရင်ကုန်ပစ္စည်းရောင်းချေးတတ်မှတ်တာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အဆင်ပြေမယ်လို့ညီမထင်ပါတယ်ရှင်။အားလုံးပဲတာယာအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။